င်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရစေ။မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းသာချမ်းသာပါစေလို့မြတ်တာပို့ပါရစေ။ဒီနေ့တော့ကျွန်မဆရာကြီးမြင့်သူဝင်ရဲ့ဝိထုလေးတစ်ပုဒ်ကိုဖတ်ပြခြင်းပါတယ်။ဝိထုလေးရဲ့နာမည်ကဖာကြီးအောင်ညာတယ်တဲ့။မြတ်တရက်ခန့်ကျင်တာကတော့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe ဒီလဲလုပ်ပေးပါဦးနော်။ဖာကြီးအောင်ညာတယ်။အရှိအကြောင်းသားတရောင်းစားလေဘောအကြောင်းသားအကောင်းစား ကြောင်မီးသွေးမှုမဲတကူတို့ចောင်းသားမှုရဲတကူဟေးလာမောင်ယို့ဝါအာရပါရဆူညံစွာအဟစ်ပြီးလွားလာကြတော့ကလေးတစုတီကလေပေါ်ဖုန်ကြီးចောင်းသားကလေးများဖြစ်ကြ၏၎င်းတို့၏ကြောဘက်တင်းချလဲတကွက်လောက်အကွာတွင်ခြေလုံးကြီးကိုပြတာခွင်းတိုင်း၍တင်တိုင်းအင်းကြီးကိုယော့တိယော့ရဲဝှက်လျက်ခေါင်းငိုက်ဆိုင်နှင့်တလန်းချင်းလာနေသောမောင်ချစ်သည်အေးဝံမေတုတံဧကံတမယံဟုတိတွတ်တွတ်ယွလျက်ရှိ၏ စစ်တိုးကျွမ်းလောက်အကြတွင်အရှိတူလှမ်းကြည့်လိုက်ရာပပုဆရာကြီးဥအောင်ချာဤကနေဖြင့်တဲ၌ကျောင်းသားတငယ်ချင်းများဝိုင်းအောင်နေသည်ကိုတွေ့ရလေ၏မိမိသည်လည်းအကြောင်းကိုသိလိုသောကြောင့်ပြေးသွားတိုးဝင်ကြည့်ရှုလေ၏ဥအောင်ချာသည်ဆင်ဆွယ်မင်းသမီးရုပ်ကလေးတစ်ခုထုလျက်ရှိ၏ထုလုံဆဖြစ်၍ရုပ်လုံးပေါ်ယုံမြပင်ရှိသေးတော်လေအရုပ်ကလေးမှာနွယ်နောင်ဖြူဖွေးချစ်စရာကလေးဖြစ်ပြီ၏အတန်ကြာသောအခါမောင်ထွေးမောင်ခွေးဖိုးဆဖိုးလာတို့တစုထပ်ပြန်သွားလေ၏ ောင်ချစ်ကမြေကြီးပေါ်တွင်ဒူးထောက်၍ခုဖြစ်ခပန်းနှင့်မေးတင်ပြီးလျင်အငေးသားကြည့်လျက်ပင်ရှိသည်။ဘာကြည့်အောင်ဒီမင်းသမီးရုပ်ကလေးကိုဘသူ့ကိုပေးဖို့ထုတ်နေတာလဲဟုမျက်စိကလေးပေကလတ်လို့၏မိသည်။ဆောက်ပုံးနှင့်ဆောက်ကလေးကိုအသာချ၍ဆောက်ပုံးထဲတွင်ဆိလိတ်တူစမ်းနေသောဦးအောင်ချာကငါတူလိုချင်လို့လားငွေတစ်ချက်ယူခိုင်းဘာကြည့်ပေးမယ်သိလားဟုအမက်မဲ့ပြောလိုက်သောအခါမျက်မှောင်ကျုပ်ရင်းခေါင်းကုပ်လျက်ငွေတစ်ချက်ဆိုတာဘယ်နဲ့ပြားလဲဘာကြည့်အောင်ရဲ့ဟုမေးပြန်လေ။ ဘဘူးဆရာကြီးလည်းစိလေးကိုချ၍လဝါးနှစ်ဖက်ကိုထောင်ပြလျက်ဆယ်ပြားဆယ်ပြား6ခါနောက်ပြီးတော့၄ပြားထက်ထက်အဲ့တလောက်ကိုတချက်ခေါ်တဲ့ကြားလာဟုကလေးတငယ်များကိုချစ်ခင်သောဝါသနာရှိသည့်အတိုင်းစိတ်ရှည်လက်ရှည်ချီးရန်လက်ဟန်နဲ့ရှင်းလင်းပြောပြလေ၏အဲ့ဒီတချက်ပြီးရင်ကျွန်တော်ဒီရုပ်ကလေးကိုတကယ်ပဲရမလားနောက်တော့မညာနဲ့တော့ဗာကြီးအောင်ဟုပြောရင်ရောင်စမြေကလေးကိုခြားခြားလေးအောင်ပတ်ရစ်လျက်အိမ်ရှိရာသို့ရွှင်လန်းဝမ်းမြောက်စွာခုံပေါက်ပြေးလွှားသွားလေ၏ ။မောင်ချစ်သည်နေ့လေချိန်ကျောင်းတွင်မိုးဝယ်စားဖို့ရန်မြင့်ခင်ပေးလိုက်သောတပြားသောအတပြားကိုမတုံးဆွဲရက်ပဲအင်ချီတင်မုံခေါင်းနှင့်အပေါက်ငယ်ဖောက်ရင်ဆုထားသည်မှာခြောက်ပြားမြတ်ရလေ။တထွာများကျဲသောမိမိဝန်ကောင်းသမုတ်တရာအတွက်မူကားနေစောစားကလက်တဲ့အခောက်တွင်ဖုံးတော်ကြီးဥခိမာဝေသောငပြိုသည်တလုံးနှင့်ကျင်းနှက်ဖူလုံးလျက်ရှိလေ။စင်စွေရုပ်ကလေးသည်တနေ့တခြားသားနာကြော့ရှင်း၍လာ၏။ တောင်းကလေးများပေါ်လူမတက်ရှိအောင်ပြုံးလိုက်ရန်ဟန်ပြင်းနေသောအသွင်သည်အိပ်ပျော်နေသောညအချိန်တွင်ပင်လေမောင်ချစ်မျက်လုံးတွင်မှမထွက်ကြည်ရပံများလေအယုတ်ကလေးမှာလှလာလေလိုချင်စိတ်ပွားလာလေဖြစ်ရကားတနည်းမှတပြားတပြားဆူရသည်ကိုအလွန်ဖြစ်နေကြံ့ကြသည်ဟုသိလာလေ၏ပဆက်ရလွန်လို၍ဥပုံနှင့်များကိုပင်စတင်ရဖြစ်ပါစေတော့ဟုဆုတောင်းမိ၏တပေါက်တလန်းပင်နီးနှင့်ပဆက်ရအောင်စူးစမ်းရမည်နီးဟုကြံစီမိပြန်၏ ထိုစဉ်ခါကကဘာစစ်ကြီးအတွင်ဖြစ်ပြီးကြောက်တန်အလွန်ရှာ၏။မောင်ချစ်သည်အကိုကြီးကိုတစ်ဤကြောက်တင်မောင်အကွဲများကိုညောင်ရီအိုးစင်မှယူ၍ညနေတကောင်မရှောင်မိုင်းတလူလူထွက်နေသောရင်းနှစီမိခွက်ကြီးကိုထုံညိလျက်ချွန်ထက်သောဖဲတီတန်ချောင်းဖြင့်ကြောက်တန်တိုက်သည်။ကြောက်တန်ရောင်းရီပစံ၆ပြားရ၏။ကျောင်းသားဤဖိုးတီကအနိုင်ကျင့်မပေးဘဲထားသောအကျွေးတပြားအတွက်လေတွေးမိတိုင်းဆွေးရပြန်၏ တဆက်နှစ်ပြားမြရလာတော့ခါအင်ကြီးတေမုံခေါင်းမှာမဆန်းတော့ပြီဖြစ်၍နှစ်ဖက်ပိတ်စတောင်းဝါစစ်တစစ်တွင် ထိတ်ကအပေါက်ဖောက်ခါဝီလာကောင်းကြော်ကောင်းနှစ်ဖိုးချွန်စသောတစိအမျိုးမျိုးခတ်နေသည့်ကြီးပြားဆက်နှစ်ပြားတိတိကိုသွင်းလောင်တူမိထားလေ၏နှစ်ဆန်းတည်းနည်းကဒွေးလေးညူချစ်စနိုးပေး၍တငယ်ပေါ်မောင်ထွေးကအလိုက်နှစ်ပြားပေးကပတ်စံချင်းလဲခိုင်းခဲ့စဉ်က မလဲရက်ဖဲတွေ့တာခဲ့သည့် ထုံးအမက်နဲ့တောင်ပဆန်လေးကိုလည်းဖြာအောက်မှထုတ်ယူ၍ကြေးပြားအဖို့အများရှိရာကြေးတိုက်အတွင်းသို့တွတ်သွင်းထားလိုက်၏ကြေးပြားအရေအတွက်ကိုလည်းဝါးချောတွင်စူးဖြင့်ချစ်၍မှတ်ထားလိမ့်၏တရင်ချက်တဲ့နေရာတပြားဗာကြီးထူးကျွဲပြောက်တဲ့နေရာတပြားစသည်ဖြင့်လက်ချောင်းကလေးများကိုချိုးကချိုးကပဆန်စီရင်တွေ့ရသည်မှာနေ့စဉ်အမြန်ဖြစ်၏ရေတလျှောက်ထဲတွင်ထားရရင်ကောင်းနိုးနိုးတင်မောကျမ်းမော်လင်းဖွဲ့ရလင်းလုံးနိုးနိုးနှင့် ပတ်စံဘူးနေရာပြောင်းရသည်မှလည်းအမောပင်ဖြစ်၏အယုတ်ကလေးကိုရလျက်ထည့်ထားဖို့ရန်ထရွက်ပါချောကလေးကို အမျိုးမျိုးပြုပြင်ဆင်ရင်မွမ်းမံရသည်မှလည်းမအားပင်ဖြစ်သည်ဈေးတဲ့ဒေါခဥဤတောင်းနေတဲ့၌အငွေတထောင်းထောင်းနဲ့ကောက်ဦးငချိပေါင်းကိုမြင်ရသောအခါတည်ရုံမိ၏သူ့ဘာတော်လဲဝယ်မရသောတည်ရစာတို့ကိုတပိတ်မှောက်လေ၏တငယ်ဘောတို့ဖန်တိုးဝယ်၍ခေါလီရိုက်သောအခါကလေးတို့ဘဝ အများနည်းတူကစားလိုပါတော့လေမိမိတွေရှိရင်ဆိုစီဘတ်တန်ခွေအဟောင်းကြီးကိုကြောင်းဝိုင်းပက်လေတွင်လှက်ပက်ရိုက်လျက်တယောက်ထီထီကျဉ်နဲ့တင်းတင်းရလေတော့ဤတို့ဖြင့်တပြားတိုးလင်တမျိုးဝမ်းသာလျက်စုဆောင်လာခဲ့ရာပစံ36ပြားပိုင်မိတော်နေကိုရောက်လေတည်းညနေ၄နာရီကြောင်းလွတ်ခေါလောင်းတန်သည် မောင်ချိနှလုံးသွေးကိုနှိုးဆော်လိုက်လေဤဖျားရှင်ကိုဆုံးခံသည်အာမဟုဆိုမိလင်ပင် ဗန်းဒီကိုမဆောင်နိုင်ပဲထ၍ပြေးလျာကိုရင်ကြီးတပားကအလင်းလူဝကောင်းမလားဟု၍ထိတ်ကိုကောင်းကောင်းမြည်အောင်ခောက်လိုက်၏အမှုမထားမီလမ်းတွင်ခလုတ်တိုက်၍ခြေမကွဲသွားတော်လဲနာရမမသိဥပေါင်းချကနေဖြင်းနာရောက်သောအခါအတွင်းသို့ဝင်သွားလေ၏ဖော်ဥထုတ်ကိုဆောင်းဘောင်းမိအပြဝိလျက် ကပြစ်ထက်တွင်အခမ်းအနားထိုင်ရင်းမင်းသမီးရုပ်ကလေးကိုဘယ်ပြန်ညာပြန်ပယ်ပယ်နေနေကင်တွယ်ကြည့်ရှုနေသောလူကြီးတယောက်ကိုမြင်မှသာကိုရှိန်တက်၍ပြောနေကြသောစကားကိုကြားမိလေတော့ဤ။ဘနဲ့လဲဆရာကြီးရဲ့ကြုတ်ပြောတဲ့အဖိုးနဲ့ပဲပြေးလိုက်မယ်မဟုတ်လား။ခမည်းတော်ရဲ့မှာဒီအရုပ်ကလေးနဲ့တန်နေတအိမ်မှမရှိပါဘူး။ဝင်နေမဲ့သူလည်းရှိမှာမဟုတ်ပါဘူး။မှန်မှာဝင်ထောင်မင်းမို့ဆိုရင်တော့အလကားတောင်းလဲပြေးရမှာပါပဲ။နှုတ်ပင်မဲ့အချောသက်အမွန်းတင်ဖို့၄-၅ရက်လောက်ဆိုင်းစီခြင်းပါတယ်။ ပြီးရင်ပြီးချင်းဝင်းတော်မင်းတို့စီကိုလာပြီးပို့ပေးပါမယ်။ထိုမြကြားရလင်ပင်မောင်ချီအသေးနှလုံးဥသိမ့်ဥမတို့သည်ကြွေချမတက်ဖြစ်လိမ့်၏။အရှုပ်ကလေးကိုအတင်းလှူ၍ပြေးလိုသောစိတ်ပေါ်လာတော့လေဝင်းတော်မင်းဟုကြားရယုံမြနေပင် ရင်ထူးတုန်နေသောမောင်ချစ်မှာအဘဲသူဝင်ရပန်းအံ့နီ။ခါကြကခြောက်လုံးပြုတ်တဲ့နဲ့တည်လေမောင်ချစ်အကြံကိုတိတိအလားမောင်ချစ်စီတို့စိမ့်စိမ့်လှဲ့၍ခြောက်လန့်မောင်းနေလေ၏ ဝဲလာသောမျက်ရည်ကိုအနိုင်နိုင်ထိမ့်၍မိမိဘက်သို့ကြောခိုင်းနေသောဆင်ဆွေဒီဝီကလေးကိုနောက်ဆုံးကြည့်ကြည့်လျက်ထွက်လာလေ၏။လမ်းကြောင်းငယ်တစ်ခုအတွင်းမှခိုကောင်ကလေးညိုတူတူတို့ကိုကြိုက်လို့မူနင်ငိုပင်မဲ့အလက်ကတို့အမိကမပေးစားဟုထွက်ပေါ်လာသောတေးတန်သည်တေးဆိုသူအားနှလုံးပွားပဲပင်ဖြစ်တော်လေမောင်ချီနှလုံးသားကဓာပါနှင့်မှုန့်လိုက်လေတော်သည် 15ရက်မြကြာသောအခါခေါင်းထက်တွင် တပတ်ကိုစီတင်ထားသောမိမကြီးတစုနှင့်ယောက်ျားကြီးတယောက်တို့မောင်ချစ်တို့၏၆တွေ့သောခြံကလေးအတွင်သို့ဝင်သွားသည်ကိုမြင်ရပါသည်။အိမ်ရှိခွေးကလေးကိုတက်မိလျင်ပင်တိုင်ဖုံးနား၌မျက်ရည်ဆက်လက်ဥဆန်ဖားလျားနှင့်ထိုင်နေသော မိမတဦးသည်ယောက်ျားကြီးခြေအဆုံကိုပြေးဖက်လျက်အမလီကိုရင်အောင်ရဲ့မောင်ချစ်ဖြစ်ပုံကိုမြင်ဝင်သေးရဲ့လားရှင်။မောင်ချစ်၏အမေသားကြီးရဲ့ အမေလက်ခဲ့မယ်ကွနော်ဟုဟစ်အောင်ပြောဆိုငိုကြွေးညီတန်းနေ၏။ဥအောင်ချာလဲမောင်ချစ်အလောင်းသားတွေမလှုပ်မရှက်ထိုင်နေသောမောင်ချစ်ဖခင်ဟာဘယ်နဲ့ဖြစ်ရတာလဲမောင်ဖိုးငွေရဲ့ကိုရင်နဲ့မြို့တက်သွားတဲ့15ရက်လောက်ကြာသွားလို့ဘာတဲ့နဲ့မှမကြားမိဘူး။အခုပြန်ရောက်ချင်းမဲ့အိမ်မှာထိုင်တော့မထိုင်ခဲ့ပဲပြေးလာခွဲ့တာပဲကွဟုပြောလေ။ကိုရင်ရဲ့ဘာယောဂရဲ့လို့လည်းမပြောတတ်ပါဘူး။တမန်မန်တတွေတွေနဲ့ထင်းထင်းမဆားဟင်းမဆား တခါတလေသူ့အမိကြွေးလို့စံပြုတ်ကလေးတစုံလောက်ဝင်သွားပေမဲ့ချက်ချင်းအံပြစ်လိုက်တာပဲပယောကဆိုလို့ဆရာအော်ခေါ်ပြတာလည်းဘာမှမထူးကြပါဘူးမင်းညကတော့သူ့အမိကိုခေါ်ပြီးသူ့ဆုထားတဲ့ပစံငါးမှုနှစ်ပြားကိုသူ့ဆရာတော်ကိုလှူလိုက်ပါလို့မှာပြီးတော့ကိုရင်အောင်ကိုမေးတာပဲမြို့သွားတယ်လို့ပြောတော့အတန်ကြာကြာဘာမှမပြောဘဲမောနေပြီးဘာကြီးအောင်ညာတယ်လို့မပြိတပြီပြောရင်းကအသက်ပြောက်သွားတာပဲဟုပြော၍လုံကြီးစားဖြင့်မျက်ရည်တုပ်လိုက် ဥုံချလည်းစဉ်းစား၍အချောင်းရင်းကိုရိပ်မိသောအခါမျက်နှာညှိုးငယ်ရည်သွားလေတော့တည်းယခုအခါတွင်ကရွာကလေးအနောက်ဖက်နွားစချက်အနီးထိမ်ပင်ကြီးတောင်ယွန်းယွန်းရှိတင်ញိုင်ကုန်းထက်တွင်ထီထီသောအုတ်ကူငယ်ကလေးတစ်ခုတွေ့နိုင်ပါသည်အချစ်ကူဟု၍၎င်းမောင်ချစ်ကူဟု၍၎င်းအမည်နှမျိုးဖြင့်ခေါ်ကြရာမိသည်ကိုအမှန်ဟု၍မပြောနိုင်ပါကူကလေး၏အရှိမျက်နှာလှိုက်ပေါက်ခေါင်းကလေးတွေတွင် ွဲချောင်းသားနွားချောင်းသားတို့၏လက်ချက်ကြောင့်ကျိုးပဲ့ပျက်စီးနေသောအယုတ်ကလေးတစ်စုံကိုတွေ့နိုင်ပါသေးသည်။ခလိုင်ဝအင်္ဂရီတွင်တွင်းနံထားသောကြောက်ပြားငယ်ထက်တွင်က လူကြီးမရသောဆင်းရဲဟုစာတန်းထိုးထားပါသည်။ကျွန်ုပ်၏ဖိုးရည်ဟာမင်းမြန်းကြည့်ရာသုံးနှစ်လောက်ကပြန်လွန်တော်မူသောတောထွက်ကြီးဥရင်သား၏လက်ရဖြစ်သည်ဟုတာမန်မြတာသိရပါလေတည်း။ အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကွယ် ားတဲ့ကလေးငယ်လေးလိုပါကွယ်တွေ့ကြွေမိတာကိုတကယ်အမှုမထားပါဘူးသားတစ္ဆာတော့လို့ပါကြောင်ညာခဲ့ပြီပါလေ တ်စာတုံးလူဘာကြည့်အောင်ညာခဲ့ပြီပါလေဂျင်နာကလူကွဲနေငါ့ကိုဟန်ဆောင်နေခင်တွေ့တယ်လူကွဲပြုတ်ရလေသူရဲ့ချစ်တဲ့စွာပြေးမမုံ ောက်ပြမိတာနဲ့ရင်စောင့်စားချင်နေပါမယ်ရှင်မခံမဆောင်မူသားသစ္စာမဲ့သူဝဖွဲ့ပြုသည်မြှူရခုဘဝမှာ သာတစ္ဆာတုံးလို့ပါကြီးအောင်ညာခဲ့ပြီပါလေကျင်းလာသလိုပွဲမင်းငါ့ကိုဟန်ဆောင်နေခေတွဲသလိုပွဲပြုရလေသူရဲ့ခဲจิตဲစွာပြီးမမုံမို့ကြံ့၍လိုချင်တာကိုမရတဲ့ခ ားကြီးအောင်များသလိုလေမလုံနဲ့နေပြီအဖောက်ပြားတာနေရဲ့ဆောင်းစားချင်နေပါမေရှင်မဟာမဆောင်ဘုရားသစ္စာမဲ့သူဝဲပြုသည်များလူရခုဘဝမ